အားလုံးပဲမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေချူဆိုပါရယ် Champion Page တက်တဲ့အားလုံးမင်္ဂလာပါ Pep Guardiola ရဲ့ Manchester City အသင်းကတော့အခုအခုလက်ရှိမှာ Club World Cup ပြိုင်ပွဲမှာပဲ Quarter Final ကိုတက်ရောက်နိုင်ခြင်းမရှိပဲလှည့်ပြန်ခဲ့ရပြီဖြစ်တယ်ဆိုတော့သူတို့ Ahila အသင်းနဲ့ကန်နေဒီပွဲက Man City အနေနဲ့တကယ်ဆိုရင်ဒါကိုတွင်းကွင်းနေအပြားကြီးကိုရရှိခဲ့ပြီးတော့ပွဲရဲ့အဆုံးဖြတ်က ဒါတကယ်ကိုပြက်ပြက်တာတာဖြစ်သွားရမယ်အနေထားဒါပေမဲ့အဓိကအဆုံးဖြတ်ပြီးတာတော့အာဟီလာရဲ့ကိုယ်တော်မရာစင်ပူနူပေါ့လေဆိုတော့ပထမပိုင်းမှာလေဒါကာကွယ်မှုတွေအများကြီးလို့ဆိုပထမပိုင်းမှာဆိုစုစုပေါင်း6ချိန်ကာကွယ်တယ်တပွဲလုံးမှာတူတဲအဖြစ်မန်ချက်စတာစီးတီးကကိုပေါက်ကန်သွင်းမှုအချိန်အရေအတွက်ကဒါရှော့တာဂက်ကြီးပဲ14ချိန်ထိထိပြီးတော့အချိန်30ကျော်ထိမန်စီးတီးကတိုက်တယ် ဒါမန်ချက်စတာစီးတီးကကိုပေါက်တဲ့တာရောမတဲ့တာရောတဲ့တာကြီးပဲက16 14ချိန်ရှိတယ်အာဟီလာကစုစုပေါင်း၄ချိန်ပဲရတယ်အဲ့အသင်းရဲ့အဓိကအားသေးချက်က transition နေမှာတော်တော်လေးအားကောင်းတယ်ကွင်းလေက melan covid service တော်တော်ကိုကောင်းတယ်နောက် ruben ruben navas တော်တော်လေးကောင်းတယ်နောက်ဒီသူတို့တောင်မန်တစ်ဖက်က draw cancel လို့ရော run and lodi ရော center back ကအခုကျွန်တော်တို့အခုလက်ရှိမှာ ဒီခူလီပါလေးဆိုတော်တော်ကိုကောင်းတယ်မန်စီးတီးကဂျူဂျယ်မီဒိုကူဘက်ကအတီးကဖောက်ပြီးတော့အဲ့ညာဘက်ချမ်းကစပင်းယူကလည်းတစ်ချက်ချက်ဖောက်တယ်ဒါပေမဲ့ဒိုကူကိုမထိန်းနိုင်ဘူးဒါပေမဲ့လည်းခူလီပါလေးနဲ့ကန်ဆယ်လိုရဲ့ defense ကတော်တော်ကိုငြိမ်တယ်မန်ချက်စတာစီးတီးပထမကူကနည်းနည်းလေးကွန်ဒိုဗာရဖြစ်တယ်ရိုင်ယန်အက်နော်ရီ လက်ထိတယ်ခွန်တော်ကလည်းလက်ထိတယ်လို့ပြောလို့မရသေးတဲ့အောင်ပါအိုက်တိုလီထိသွားတယ်ဒါပေမဲ့ပွဲလက်တန်ကြီးကကိုပေးလို့ဘန်နတ်ဒူဆူပါအစိုးရတဲ့ကိုသွင်းလိုက်တယ်မန်စီးတီးယားအဓိကကဘာလဲဆိုပွဲကသူတို့ကအေးစေးနိုင်ပါတယ်ဆိုတဲ့ပုံစံနဲ့ကစားတာအဲ့ချက်ကလည်းသူတို့အဓိကဆိုပထမပိုင်းမှာတည်းကအခိုင်ခွန်တော်ကအပိုင်ခံရတယ်နောက်တစ်ဖက်ကဟာလန်ချပီးတဲ့အလုံးကနေမန်ချက်စတာစီးတီးအပိုင်ခံခွင့်ရတဲ့ချန့်စ်ပေါ်လေး7မျိုးခံရတယ်သူတို့ချန့်စီအများကြီးရတာ အဲ့ chance ကိုကိုသူမလုံးဝ cap လုပ်ပြီးတော့ဒါဘယ်လိုပြောမလဲတကူတဲ့တရှုံတာပထမပိုင်းမှာ Man City ဒါကိုသွင်းသေးချာမယ်ဘိုးနိုတာမကောင်းရင်ဒီပွဲက၃လေးလုံးနဲ့ပွဲကပြတ်သွားပြီဒါပေမဲ့လည်းဒုတိယပိုင်းမှာ Yes Can City ကဒါအခုချိန်ထိ transition မှာရောနောက် defensive ဘိုင်းအားကိုအားနေတယ်နောက်တစ်ခုကအခု back ward ကိုလာကိုတိုင်သုံးသပ်လာတာပေါ့လေ Luis Enrique ဘောလုံးကိုင်ပြီးမဲ့သူတို့ကအယမ်းမြန်တယ်ဝမ်မန်နေအယမ်းကောင်းတယ် ပြီးတော့ဘောလုံးကိုခက်သွက်သွက်ပြီးတယ်အဲ့ဒီချက်ကမန်ချက်စတာစီးနေဘူးမန်ချက်စတာဘောလုံးကိုကင်ထားတယ်ကင်ထားတယ်ကင်ထားတယ်ဒါပေမဲ့ဘောလုံးပေးတဲ့ခါမှာအရင်ကြာဆိုတော့ပြိုင်ဘက်က predict ဖြစ်တယ်ခန်းစစ်ပြင်ဖို့ပိုလွယ်တယ်ဒီချက်က Paris Saint Germain အတင်းကို तू refer လုပ်ထားတယ်ဒီနေ့ရာသီမှာ तू အဲ့ဒီပိုင်းလေးပြောင်းမယ်လို့ပြောထားတယ်အခု အာဟီလာအသင်းကတခက် quality ကိုဒီကိုဒါဘယ်လိုပြောမလဲဒုတိယပိုင်းစရုံပဲရှိသေးတယ်မာကုစ်လီယိုနာໂດကခေါင်းတိုက်ပြီး deflect ဖြစ်တဲ့လုံကပထမကိုးနဲ့1 by 1လွတ်ထွက်သွားတဲ့အလုံကနေမယ်လ်ခွန်ကချီပါကိုတွင်းတယ် ိုက်မာနေမယ်52မိနစ်မှာ draw cancel လို့ပေးတဲ့လုံကနေချက်ချင်းပဲ2-1ဖြစ်သွားတယ်ဒုတိယပိုင်းစရုံရှိသေးတယ်2-1ဖြစ်ပြီးတော့မှဒါ55မှာဒါဟာလန်ကချီပါကိုပြန်သွင်းတယ်အဲ့လုံကတော့ရှုပ်ရှက်ခတ်တကြားပြန်ထွက်လာတော့ဟာလန်ပိတ်သွားတယ်ဒီမှာရူဒရီကဂွန်ဒွန်ကန်ညမှာဝင်တယ်အခေကနူးနက်ညမှာဝင်ပြီးအခန်းကြီးနဲ့ဂျက်စကိုကွာဒီကိုတွဲတယ်ဒါပေမဲ့ကျွန်တော်မန်ချက်စတာစီးတီးခံစစ်ကိုကျွန်တော်လုံးဝကို confirm မဖြစ်ဘူးအမြဲတမ်းဝီဖြစ်တယ်ဒါတော့မှတော့မာကုစ်လီယိုနာဒိုနှလုံးတော်လွတ်ထွက်သွားတာရူဘင်ဒီးယက်စ်ကောင်းသွားလို့နှုတ်ဆိုရင်အဲ့မှာတွေက ကိုပေးသွားရမယ်အခြေအနေဒီခဏခဏဂျုံတယ်အက်ဒီဆင်ကလည်းဒီနေ့ပွဲမှာဘာမှမဖမ်းရဘူးဖမ်းရတဲ့အလုံးတိုင်းကိုကိုးတယ်ထားပါတော့နောက်ဆုံး4-3ဖြစ်သွားတဲ့အလုံးကခေါင်းတိုက်တာလည်းကောင်းတယ်အဲ့ချိန်မှာသူပြန်ပုတ်တယ်ပြန်ပက်ချိန်မှာဟိုကောင်နဲ့တွင်းသွားတယ်ဒါပေမဲ့ City ကစားပုံကဘောလုံးနေကင်ထားပြီးဟိုအာဟီလာရဲ့ခံစစ်ကြောင်းမကြုံနိုင်ဘူးသူတို့ကအခုဘာဖြစ်လဲဆိုတော့900ဘောက1-1 1-1ကြော်ကြော်ဖြတ်ဖို့ကိုပဲအားကိုးနေရတဲ့အခါမှာဒုကုကအလင်းခောက်ကောင်းတယ်ကြော်ဖြတ်နိုင်စွမ်းကောင်းတယ်ဒါပေမဲ့ unprotected ညံ့သူက နောက်တန်းတယောက်ကိုကျော်ဖြတ်သွားပြီးသွားလို့ရှိရင်ဧရိယာတွေကိုချပေးရင်ဂျုံလိုချချပေးတဲ့ခါမှာ City ကတော်တော်လေးတိုင်ပတ်တာအဲ့ဒါကပြဿနာနောက်တစ်ခုကဒီ City ကပွဲကိုထိမ့်ချုပ်ထားတာမှန်ပေမဲ့ဒါထိရောက်တဲ့ကိုသမာရက်စီဘိုနိုကိုပရက်ရှာပေးတာမှန်ပေမဲ့ကိုသမာလည်းကောင်းတယ်လို့မန်စီးတီးကတိုင်ပတ်တာဟာလန်ဟိုလုံးဆိုရင်တိုင်ထိပြီးထွက်တဲ့လုံးကိုသူပိတ်ရတဲ့အလုံးဆိုရင်ဂိုးလိုင်းပေါ်ကနေ clear လောက်သွားတယ်ပွဲကတကယ်ကိုမန်ချက်စတာစီးတီးကကန်ခေနေတဲ့အချိန်မှာ အာဟီလာကလည်း every single counter အတက်တိုင်းမှာတော်တော်လေးအလုပ်ဖြစ်တယ်။အိုက်ကနေမှဆင်းဒါပထမပိုင်းဒုတိယပိုင်းတူတူပြီးသွားတဲ့အချိန်မှာဒါအာဟီလာအတင်းကဒုတိယပိုင်းစရုံအချိန်မှစရုံမှရှိသေးတယ်။ကာလာဒူကူလီပါလီကဒီပွဲမှာအကောင်းဆုံးပဲဗျာ။သူတော်တော်ကောင်းတယ်။သူခေါင်းတိုက်ပြီးတော့ဥဆောင်ကိုတွင်တယ်။အဲ့မှာ4 3-2ဖြစ်တယ်။ Manchester City ကချက်ချင်းပဲ Rodrigo ကိုထုတ်ပြီးတော့ Phil Foden ဝင်လာတယ်။ Foden ဝင်ရုံမှရှိသေးတယ်။ Ryan Cherki ပို့လိုက်တဲ့အလုံးကနေ Foden လှလပပပိတ်တယ်။အဲ့မှာ 3-3ဖြစ်တယ်။ဒါပေမဲ့ Man City ကဘောလုံးတွေပဲကိုင်နေအာဟီလာရဲ့တံမြန်ကောင်တာတွေ transition တွေတော်တော်လေးကျင်းနေ။နောက်ကွင်းလင်းကတော့ဒီနေ့ကျွန်တော်အကြိုက်ဆုံး Milan Kovic Savic ခူလီပါလီတော်တော်လေးကောင်းပြီးတော့အဲ့ဒီခေါင်းတိုက်လိုက်တဲ့အလုံးကနေကိုသမား Edison ပုတ်လို့ပြန်ထွက်လာတော့ကိုဒါ Marcus Leonardo ပိတ်ပြီးတော့4-3ဖြစ်သွားတယ်။တွင်းနေချိန်ကလည်းဒါတရားနဲ့ဒါ12မိနစ်10မိနစ်လောက်ပဲကြာနေ။ဒါပေမဲ့နောက်ပိုင်းမှာ Man City ကဘာမှအလောက်ကြီးမရအောင်ကြည့်ပါဒီပွဲကိုကြည့်လို့ချင်း set တစ်ကိုကြည့် Man City က over ဒါဘလူးပဲ position အပြင်71%နဲ့ဒါ total shot target 14ချိန်ရတယ်။အာဟီလာက6ချိန်ပဲရတယ်။တောင်းကံဘောက Man City က total အပြင်16ချိန်တော့ရတယ်။အာဟီလာက4ချိန်။ So every single chance ဆိုင်မှာအာဟီလာကအသုံးချပြီးတော့ဂိုးဖြစ်ပြောင်းလဲနိုင်ပေမဲ့ဒါတစ်ဖက်က Manchester City ကအခွင့်အရေးကိုအသုံးမချနိုင်ဘူး။ဟိုဘက်က Jesse Bono လက်စွမ်းပြပြီးတော့အဆုံးသတ်မှာ Man City ကို knock out လုပ်တယ်။အစောပိုင်းမှာ Fluminense က Inter ကို knock out လုပ်တော့ Fluminense အာဟီလာအသင်းတွေ့မှာဖြစ်ပြီးတော့ Manchester City အသင်းရောအင်တာမီလန်ရောပြိုင်ပွဲကထွက်သွားပါတယ်အားလုံးကျေးဇူးတင်ပါတယ်